မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြေကြီးနာတနိုင်းလမ်းမှာရှိတဲ့ခွန်ဆိုင်ရန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးစစ်သား3ဦးကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ10ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်များနဲ့မင်းစေတပ်ပြည်သူ့စစ်များပူးပေါင်းတပ်ဆွဲထားတဲ့ ်မြေကြီးနာတနိုင်လီဒိုလမ်းပေါ်မှာရှိတဲ့ခွန်ဆိုင်ရန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်များကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကခဏကောင်တိုက်ဆုံးခဲ့ပြီးတော့စစ်တုံးပန်း၃ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ခွန်ဆိုင်ရန်ဂိတ်စခန်းမှာကမင်းစီတပ်ပြည်သူစစ်တချို့နဲ့စစ်တပ်ပေါင်းပြီးတော့ထိုင်နေကြတာအဲ့ဒါကိုအလင်းငိုက်ဝင်တိုက်တာအဲ့ဒီဘက်မှာစစ်ခွေးအင်အားများတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိထားသူ၃ဦးဟာ တန်နေစစ်သားများဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲတနအီဝဲကြော်ကြအောင်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းတပ်များဘက်ကအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်တုံးပန်း၃ဦးနဲ့အတူလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့ခုနှစ်ရက်တာတိုက်ပွဲများအတွဲမှာစစ်တပ်ဘက်ကတိုက်ဆုံထိခိုက်သူ90ဝန်းကျင်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ17ရက်နေ့မနက်ပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကအမိုက်ပုံရွာနဲ့ဖားကန်တင်းကြိုင်းမှာရောက်နေတဲ့အကြမ်းဖက်စစ်ခွေးများကို drone နဲ့ဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းအပါအဝင်တွားရောက်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ခွေးဘက်ကအယောက်20နီးပါးထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်မှုအတွင်းမှာစစ်ခွေးတွေရဲ့လက်နက်ခဲယမ်းများထားရှိရာနေရာထိမှန်ပောက်ကွဲခဲ့ကြောင်း KIA စီရေးသတင်းရင်းမြစ်ထံကသိရပါတယ်မနေ့ကမနေ့ကအမိုက်ပုံနဲ့ဖားကန်တင်းကြိုင်းမှာရောက်နေတဲ့စစ်ခွေးတွေနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က drone လက်နက်ကြီးလက်နက်ငယ်တွေနဲ့တွားရောက်တိုက်ခိုက်တာရှိပါတယ်။အဲ့ဒီစစ်ခွေးတွေလက်နက်ထားတဲ့နေရာကိုထိမှန်ပြီးတော့ပောက်ကွဲသွားတာရှိတယ်။သူတို့လက်နက်တွေထားတဲ့နေရာမီးလောင်သွားပါတယ်။ အဲ့ဒီနေ့ကအမိုက်ပုံမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအယောက်20နီးပါးထိခိုက်ဒေဆုံးသွားတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်အခုရက်ပိုင်းအတွင်းမှာမော်မောင်လျံကျေးရွာမှာစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးများကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကနေ့စဉ်တိုက်ခိုက်မှုများရှိနေပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။မော်မောင်လျံကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်ပြည်သူ၅ဦးကိုစစ်တပ်ကပြစ်တက်ခဲ့တယ်လို့သိရပါတယ်။ ြည်သူ၅ဦးကိုတတ်သွားတယ်အဲ့ဒီမှာ၂ဦးကိုအလောင်းကောက်ခွင့်ပေးလို့တကြိုနိုင်ငံပြီးတော့ကျန်တဲ့၃ဦးကတော့မုံမောင်လျံရွာထဲမှာပဲရှိနေပါတယ်တကြိုခွင့်မရသေးဘူးလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ် အခုဇွန်လ၄ရက်နေ့ကစတင်ပြီးတော့ဖားကတ်မှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲများအတွဲမှာစစ်ခွေးတွေဘက်ကတေဆုံထိခိုက်သူအယောက်90ဝန်းကျင်ရှိတယ်လို့သိရပါဗျ။စစ်တပ်ကဖားကတ်ကိုစစ်ကြောများခွဲပြီးတော့နေရာပေါင်းစုံကနေတိုက်ပွဲများဖန်တီးနေကြောင်းစစ်ရေးသတင်းမြင့်များကပြောဆိုထားပါဗျ။လက်ရှိချိန်မှာစစ်တပ်ကဖားကတ်မြို့နယ်အတွင်မော်မောင်လျံ၊စုငရံ၊အမိုက်ပုံ၊မော်စီစာစတဲ့နေရာများမှာနေရာယူထားပြီးတော့မော်မောင်ဂုံ၊လမောင်ဂုံဘက်ကိုစစ်ကြောထုတ်ရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။ သူတို့တွေလက်လွတ်ဆုံးရှုံးလိုက်ရတဲ့လမောင်ကုန်းကိုပြန်လိုချင်နေတာပေါ့စစ်ကြောင်းတောက်လျှောက်ထိုးနေပါတယ်ဖားကံမျိုးအနောက်ဘက်မှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပါတယ်မနေ့ကမနေ့ပိုင်းမှာလဲလောဝချေးရွာတနိုင်းလန်လီတိုရွာဘေးကခွန်ဆိုင်ရန်ရွာမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေနဲ့ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ပြီးတော့သူတို့ရဲ့စခန်းတွေသိမ်းပိုက်ရရှိထားပါတယ်လောဝချေးရွာအနီးမှာပေါ့လောဝချေးရွာမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားတာရှိတယ်လို့ KIA ရဲ့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ် အချက်ဖတ်စစ်ခွေးတပ်များဟာမေလနှောင်းပိုင်းကစတင်ပြီးတော့ဟာကန်မြို့နယ်ကိုစစ်ကြောင်းထိုးကတိုက်ပွဲများဖန်တီးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ American သမ္မတ Trump ထံသို့ပြန်ကြားစာကိုအချက်ဖတ်စစ်ခေါင်းဆောင် main online ကိုတိုင်မြန်မာဘာသာနဲ့ရေးသားခဲ့ပြီးတော့ American နဲ့အဆင်ပြေရန်စစ်ခေါင်းဆောင်ကဆန္ဒထက်သန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် American သမ္မတ Trump က American ကိုတင်ပို့မဲ့မြန်မာထုတ်ကုန်များကို August 1ရက်နေ့ကစတင်ပြီးတော့ အခွန်40ရာခိုင်နှုန်းကောက်ခံမှဖြစ်ကြောင်းမင်းအွန်လိုင်းထံကိုစာရေးသားခဲ့ပြီးတော့မင်းအွန်လိုင်းကလည်းဇွန်လ9ရက်နေ့မှာ American သမ္မတ Trump ထံသို့စာပြန်လည်ရေးသားပေးပို့ခဲ့တယ်လို့သိရပါဗျ။ American သမ္မတ Trump ထံသို့ပေးပို့တဲ့စာကိုစစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းကိုယ်တိုင်မြန်မာဘာသာနဲ့ရေးသားခဲ့ပြီးတော့အကြံပေးအဖွဲ့နိုင်ငံသားရေးဝန်ကြီးဌာနတို့ကအင်္ဂလိပ်ဘာသာပြန်ခြင်းစာကိုအသေးစိတ်ပြန်လည်တီးဖြတ်ခြင်းများကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။ စာပေါ်တက်ချုပ်ကိုယ်တိုင်မြန်မာဘာသာနဲ့လယင်းမှုနဲ့ရေးပါတယ်အဲ့ဒီလယင်းမှုကိုအကြံပေးအဖွဲ့နဲ့နိုင်ငံသားရေးဝန်ကြီးဌာနကပြန်ပြီးတော့ဘာသာပြန်တာစာကိုပြန်ပြီးတော့မွန်မန်နာတွေလုပ်တယ်ပြန်စာရဲ့အဓိကကြော်ရုံနဲ့အကြောင်းပြန်ကြားချက်တွေကတော့တက်ချုပ်စာကိုမှီညမ်းပြီးဘာသာပြန်တာပါ American နဲ့ဆက်ဆံရေးအစဉ်ပြေဖို့တက်ချုပ်ကအရန်ကိုဆန္ဒထပ်တန်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့ American သမ္မတ Trump ထံကိုပြန်ချားစာမှာမဲမတမာမှုရှိလို့အာဏာရယူတာပါ စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းပေးပါတရင်ဌာနတွေနဲ့ရမောင်ငွေစနစ်ကိုထိန်းချုပ်ပေးလို့အထူးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းအရာများကိုထည့်သွင်းရေးသားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလယ်ကူမြို့နယ်မှာရှိတဲ့ကျေးရွာများကအုပ်ချုပ်ရေးမှူးများကပြည်သူများကိုစံဖို့ပါတီတွေကိုဝင်ရောက်ရန်ဖိအားပေးချိမ့်ချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့ကစတင်ပြီးတော့လယ်ကူမြို့နယ်မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဝင်းနဲ့ပြူစောတိများဥဆောင်ပြီးတော့မင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့စံပြရွာ မယန်းချောင်ရွာဥတို့ရွာဘိုးတုံအင်းရွာဂုံမင်းရှူရွာလေးအိမ်စုရွာနဲ့မြင်းဒီခွင်းရွာကပြည်သူများကိုစက်ဖို့ပါတီတဲကိုဝင်ရောက်ရန်တိန်နဲ့တိန်စင်လိုက်လံချင်းချောက်ဝင်ရောက်ခိုင်းနေတယ်လို့သိရပါတယ်အခုလိုမျိုးကြံ့ဖို့ပါတီအတွင်းထဲကိုဝင်ရောက်ခြင်းမရှိသူများကိုအကြမ်းဖက်စစ်တပ်ကိုခေါ်ပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စူးစမ်းခြင်းဖမ်းခံခြင်းများကိုလှုပ်ဆောင်မယ်လို့ လိုက်လံချင်းချောင်းနေကြောင်းသိရပါတယ်အခုလိုမျိုးကျန်းဖို့ပါတီအတွင်းဝင်ရောက်ပြီးပါကဇော်လိုက်လ73ရက်နေ့မှာကျန်းဖို့များဥဆောင်ပြုတ်လို့ရန်ရှိတဲ့ NUG PDF ဆန့်ကျင်ကြောင်းဆန္ဒပြပွဲများကိုလည်းမဖြစ်မနေလိုက်ပါရမယ်လို့အတရားဓမ္မလူသစ်စုဆောင်းမှုများကိုလှုံ့ဆော်နေကြောင်းသိရပါတယ်လဲကူမင်းကုံကြီးရွာအုပ်စုမှာအုပ်ချုပ်ရေးမှုဇော်ဝင်းနဲ့ပြူစောထီတွေပူးပေါင်းပြီးတော့ကျန်းဖို့ပါတီတွေကိုဝင်ဖို့ချင်းချောက်ဖိအားပေးနေပါတယ်သူတို့ပါတီတွေကိုမဝင်ရင်စစ်ဘုံထမ်းဖို့ပေါ်တာဆွဲပြီးဖမ်းမယ် နေအိမ်မှာစစ်တပ်ကိုလာဖမ်းခိုင်းမယ်လို့ပြောနေပါတယ်ဇူလိုင်လ23ရက်နေ့မှာသူတို့ကြမ်းဖက်တွေကြီးပဲဥဆောင်ပြီးလုံးမယ် NUG PDF စန့်ကျင်ဘွဲကိုလည်းတက်ရမယ်လို့အတရားတမလူစုဆောင်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်ကြေးဝအုပ်ချုပ်ရေးလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမယ်ရွေးကောက်ပွဲမှာကြမ်းဖက်ပါတီကိုသာမဖြစ်မနေမဲထက်ရမယ်လို့ပြည်သူများကိုဖိအားပေးချိန်ချောက်မှုများလှုပ်ဆောင်နေကြောင်းသတင်းအရှိပါတယ်ခင်ဗျာတင်းနေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာဂေတမြို့နယ်မှာအသက်25နှစ်အရွယ်စိတ်ကျမ်းမာရေးမကောင်းသူမောင်တက်တင်ကိုတာဂေတမြို့နယ်လေးတောင်ရက်ွက်အုပ်ချုပ်ရေးမှူးမင်းမင်းရဲ့အဖွဲ့ကစစ်မှုထမ်းအဖြစ်နဲ့ရိုက်နှက်ဖမ်းဆီးပြီးတော့ တက်ထဲကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်25နှစ်အရွယ်မောင်တက်တင်ဟာစိတ်ချမ်းသာရေးမကောင်းသူဖြစ်ပြီးတော့မိဘများဟာလည်းမကြသေးမီကမှကွယ်လွန်သွားခဲ့တယ်လို့သိရပါဗျ။မောင်တက်တင်ဟာတာကေတာဘောလုံးကွဲအနီးမှာတအူးတဲ့နေထိုင်သူဖြစ်တယ်လို့သိရပါဗျ။ဇူလိုင်လ10ရက်နေ့ညပိုင်းမှာလေးတောင်ရက်ွက်အုပ်ချုပ်ရေးမှူးမင်းမင်းရဲ့အဖွဲ့ကမောင်တက်တင်ကိုရိုက်နှက်ဝင်ရောက်ဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုအတင်းပို့ဆောင်လိုက်တယ်လို့သိရပါဗျ။စိတ်ချမ်းသာရေးမကောင်းသူဖြစ်မှန်းသိရတဲ့ ရက်ွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကလူစားထိုးတပ်သားအဖြစ်နဲ့ဖမ်းဆီးကစစ်တပ်ထဲကိုပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကောင်လေးကစိတ်ကြမ်းပါရေးမကောင်းဘူးမိဘတွေကလည်းမရှိကြတော့ဘူးအဲ့ဒါကိုညအချိန်မတော်ကြီးအုတ်ကြီးမင်းမင်းနဲ့အဖွဲကသူနေတဲ့နေရာကိုဝင်ဖမ်းတယ်ကောင်လေးကမလိုက်ဘူးညင်းတော့အကုန်ဝိုင်းရိုက်ကြတာမောက်တက်တွေကစိတ်ကြမ်းပါရေးမကောင်းတာကိုသိရတဲ့ဝင်ပြီးတော့ဖမ်းတာပါအဓိကကတော့စစ်မှုထမ်းမဲ့လူငယ်တအုပ်ရဲ့မိဘတွေစီကနေအုတ်ကြီးနဲ့အဖွဲကသိန်း80ယူပြီးတော့မောက်တက်တွေကိုဖမ်းပြီးစစ်တပ်ထဲကိုပို့လိုက်တာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် လက်တလုံးစစ်တပ်ထဲကိုဖမ်းဆီးပို့ဆောင်ခံရသူမောင်တပ်တွေမှာဆွေမျိုးများကြန့်ရှိနေတော့လေတာဂေတာလေးတောင်ရက်ွက်အုပ်ချုပ်ရင်းမှုမင်းမင်းနဲ့အဖွဲ့ကိုကြောက်လန့်ပြီးတော့မပြောရဲမဆိုရဲစောတကမတက်ရဲကြဘူးလို့သိရပါတယ်တာဂေတာမြို့နယ်လေးတောင်ရက်ွက်အုပ်ချုပ်ရင်းမှုမင်းမင်းနဲ့အဖွဲ့ဟာစစ်မှုထမ်းစက်ကြီးကောက်ခြင်းစစ်မှုထမ်းအတွက်လူငယ်များကိုဖမ်းဆီးခြင်းစစ်မှုထမ်းလူစားထိုးအယောင်အဝယ်လုပ်ခြင်းလောင်းကစားနှင့်ချဲထီများကိုစက်ကြီးယူပြီးတော့ခွင့်ပြုနေခြင်းအပါအဝင်ပြည်သူလူထုကိုအနိုင်ကျင့်တဲ့လုပ်ရများကိုလှုပ်ဆောင်နေကြကြောင်း သတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ